ကတော့ဒီအမှတ်နဲ့တရာပေါ့မြောက်ဒီအမှတ်နဲ့တရာတိုက်ပွဲမှာထိတာပေါ့ကျွန်တော်တို့မနက်ပိုင်းနေ့ကတိုက်တဲ့အနေထားရဆိုကျွန်တော်တို့ကတော်တော်ရှင်းနိုင်နေပြီပေါ့ကျွန်တော်တို့ကြားတဲ့တရင်ကတော့တို့နောက်ကနေကြီးပို့တဲ့လမ်းကြောင်းပွင့်တယ်အဲအဲ့လိုမျိုးကြောင့်ကြီးဆက်ရောက်လာတယ်ရောက်လာတဲ့အချိန်မှာကျွန်တော်တိုက်ပွဲပြန်ဖြစ်ကြအောင်ကျွန်တော်တို့တော်တော်များများပြီးနေပြီ17နာရီလောက်မှကျတော့ကျွန်တော်အဲတို့ရှိတဲ့ဘန်ကာကိုပေါ့လက်နက်ကြီးနဲ့တပ်ပစ်တယ်လက်နက်ကြီးနဲ့တပ်ပစ်တော့ ပထမတစ်လုံးပြစ်ပြီးတော့နောက်တစ်လုံးရမ်းတော့တောင်းတဲ့အချိန်မှာပဲကျွန်တော်ပထမဦးဆုံးတစ်ချက်ထိရပါတော့နောက်နောက်ထပ်ကျွန်တော်လှည့်ချတဲ့အချိန်မှာပဲနောက်တစ်ချက်ထပ်ထိပြီးတော့ဒီလိုဟိုထိထိခိုက်တန်ရရဲပေါ့တန်ရရဲပေါ့တယောက်ဖြစ်သွားတော့ Look at me နာရှင်တော်လင်ရဲ့အတွက်လက်နက်ကိုင်းတိုက်ပွဲဝင်ရင် သူ့ခြေတောက်အပြင်းထန်ဒဏ်ရာရခဲ့တဲ့အကြောင်းကိုရဲဘော်ပူစောကပြန်ပြောင်းပြောပြခဲ့တာပါ၂024ခုနှစ်အောက်တိုဘာလတည်းမှာစစ်ကောင်စီနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KRL ပူပေါင်းတပ်ဖွဲ့တွေအကြားဖြစ်ပွားခဲ့တဲ့မြောင်းဝရီအမနင်တဒါတိုက်ပွဲမှာရဲဘော်ပူစောတယောက် ပြင်းထန်တဲ့ခြေတောက်ဒဏ်ရာရရှိသွားခဲ့ပါတယ် ်စစ်ကောင်စီအာဏာမသိခင်ကတော့သူကတောက်သူចောင်းသားတယောက်ပါနိုင်ငံရေးနဲ့ပတ်သက်တာတွေကိုစိတ်ဝင်စားပြီးတက်ကြွလှုပ်ရှားခဲ့သူတယောက်ဖြစ်ပါတယ်ဒီအာဏာမသိရင်နေရပေါ့ကျွန်တော်တို့ကနိုင်ငံရေးမှာလည်းနေပါဝင်ပြီးတော့ဘယ်လိုမျိုးရှိခဲ့ပြီကျွန်တော်နိုင်ငံရေးမှာပါဝင်နေဆိုတော့ဟိုကကျွန်တော်ဆရာတောင်းမန်ဟောင်းတို့အခုဟိုဒီ2008ခြေဦးပေါ့ပြင်စင်ပွဲအဲ့ပွဲတွေမှာပါဝင်နေနောက်ကတော့ကျွန်တော်လူငယ်ရေးတက်ကြွတဲ့အရာ ်ဒီအောင်နိုင်ရေးအောင်နိုင်ရေးလိုမျိုးအရာတွေကျွန်တော်တို့လက်ဘရောင်းတောင်လက်ဘရောင်းတောင်စီမံကိန်းဂျင်းနီစီမံကိန်းအဲ့အဲ့လိုမျိုးကြောင်းနာတက်ကြွတဲ့အရာတွေအကုန်လုံးမှကျွန်တော်တို့အာဝန်တက်ကြွခဲ့တယ်ဆိုအာဝန်ပြုပေါင်းခဲ့တယ်စစ်တာအာဏာသိမ်းပြီးနောက်မှာတော့ဆန္ဒရှင်စံချင်းရဲ့ဆန္ဒပြပွဲတွေမှာတက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။2021ခုနှစ်တကြံရောက်ခါနေ့နှစ်တည့်ရက်မှာသူ့အတွက်အလက်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတော့တယ်။တကြံမတိုင်ခင်မှာကျွန်တော်အဲ ဖွဲ့စည်းပေါ့ရန်ကုန်မှာကျွန်တော်တို့ယူကြည်ဆောင်မဲ့အဖွဲ့အစည်းတစ်ခွဲ့အခုတော့ပြတ်သွားပြီပေါ့နော်အဲအဖွဲ့အစည်းတစ်ခုနဲ့ချိတ်ဆက်တယ်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့မီတင်တွေလုပ်နေတဲ့အချိန်မှာပဲကျွန်တော်တို့ဝင်ရောက်ဖမ်းဆီးခံရတာပေါ့ဖမ်းဆီးစီရင်ညတွင်မယ်ကျွန်တော်ချက်ချင်းပဲလက်နက်ကင်လမ်းစဉ်ရွေးချယ်ဖို့တော့တော့ခုခဲ့တာပေါ့ကျွန်တော်တို့အဲ့ညတွင်ချင်းပဲချက်ချင်းထွက်တယ်ကျွန်တော်တို့ဒီဘက်မှာရှိတဲ့ link တွေကိုကျွန်တော်တို့ကျွန်တော်တို့ကလက်နက်ကင်လမ်းစဉ်ကိုကျွန်တော်တို့တခါပထမဦးဆုံးအရင်ဆုံးတင်းနှန်းနေလာတတ်တယ်လာတတ် တင်တန်းနေတက်ပြီးသားရှိတော့ကျွန်တော်တို့မှာအခြေဆက်ရှိတယ်ဒီဆန္ဒပြပေါ့ဒီများဆန္ဒပြရတဲ့အချိန်မှာကျွန်တော်တို့ဒီဘက်မှာ EO တွေနဲ့ကျွန်တော်တို့အခြေဆက်တွေလှုပ်ထားပြီးတော့အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ဖန်းစီတဲ့နေ့မှာတင်လဲကျွန်တော်ချက်ချင်းကိုသူတို့စီကိုကျွန်တော်အကိုတွေကလည်းလမ်းချိတ်ဆက်တယ်ကျွန်တော်တို့လည်းလမ်းချိတ်ဆက်တယ်ပေါ့လမ်းချိတ်ဆက်ပြီးတော့ညာတွင်းချင်းပကိုးကိုရှောင်ရတာပေါ့ကျွန်တော်တို့အဲ့အဲ့ထွက်ပြေးခဲ့တဲ့အချိန်ရစပြီးတော့ကျွန်တော်တို့တမဟာကွန်တရင်တရားတက်ကိုစရောက်တာပေါ့နော် တင်းအိန္ဒိယတစ်ကိုစားရောက်တယ်တင်းအိန္ဒိယတစ်ကိုစားရောက်ပြီးတော့ကျွန်တော်တို့အိမ်မှာပဲဂျင်းနဲ့အလုံးယုံကြီးနဲ့ပူးပေါင်းတယ်ပူးပေါင်းပြီးတော့ဒီရွာလုံးယုံကြီးအပိုင်းကိုစားပြီးတောင်းရင်းပြရတယ်ပေါ့နောက်ပိုင်းမှာကျွန်တော်အဲဂျင်းနဲ့အလုံးယုံကြီးမှာနေရင်းနဲ့တမဟာငါဖာပွန်ရောက်ရတယ်ပေါ့ဖာပွန်မှာတိုက်ပွဲစားပြီးတော့ဝင်ရတာပေါ့ ရဲဘော်ဘူစောတယောက် KNU တပ်မဟာရီတဲကတိုက်ခိုက်ရေးနဲ့ပတ်သက်ပြီးနမိတ်ကြီးတဲ့ KNU တပ်မဟာငါဖာပွန်ခရိုင်တဲကတိုက်ခိုက်ရေးရဲဘော်တယောက်ဖြစ်လာခဲ့ပါပြီ။ဖာပွန်ခရိုင်တဲကစစ်ကောင်စီနဲ့ဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာရွတ်ရွတ်ချွတ်ချွတ်ပါဝင်တိုက်ခိုက်ခဲ့ပါရယ်။သူအမတ်ရနေပြီးမိမရတဲ့တိုက်ပွဲတစ်ခုရှိနေပါရယ်။ဒီတိုက်ပွဲကသူပါဝင်တိုက်ခိုက်ခဲ့တာတော့မဟုတ်ပါဘူး။အဲရွာတွေရောဆိုရင်သူတို့ကရွာသားတွေကခံပြင်းတာပေါ့။ ကျွန်တော်တို့ကဖြက်စစ်ကြောင်းဖြက်စစ်ကြောင်းကြီးဆိုတော့ကျွန်တော်တို့ကရွေလျားသွားနေတယ်။တိုက်ပွဲရှိတဲ့နေရာတိုင်းကိုကျွန်တော်တို့ဝင်ဝင်တိုက်ရတယ်။အဲ့တော့ကြောင့်ကျွန်တော်တို့သွားနေတယ်အဲ့ရွာတရွာလေးသူတို့ခံပြင်းတာပေါ့။အသက်6နှစ်ပမာပဲရှိမဲ့ကလေးကိုပေါ့။အမ်ဒီစစ်ကောင်စီအများအပြားပေါ့။ဟိုဟာအာရမပြူးကျင်တာပေါ့။အာရမပြူးကျင်လိုက်တော့အဲ့ရွာခံပြင်းသွားခံပြင်းသွားတော့ကျွန်တော်တို့ကရှောင်လိုက်တယ်။အဲ့မှာတိုက်ပွဲမဖြစ်တော့ပြီးသွားတယ်။နောက်တည့်ရက်ကျတော့သူတို့ကပြန်ပြီးတော့ဆက်လီရင်ပြန်တက်လာ တက်လာတဲ့အချိန်မှာအဲရွာသားတွေကြီးပဲထိုင်ပြီးတော့အဲတောပုံးနဲ့ပဲဝိုင်းပစ်လို့အဲစစ်ကောင်စီကြာရှုံးသွားတယ်ပေါ့ကြာရှုံးတဲ့အချိန်မှာကျွန်တော်တို့ဖြတ်စစ်ကြောင်းအရောက်တိုက်ပွဲပြီးအဲ့ဒါတော့မှတ်မှတ်ရရပေါ့ P2D ရဲ့ဆန္ဒနဲ့ပြန်ခုခံတာရှိတဲ့လက်နက်နဲ့တုံးတိုက်ထုတ်လိုက်တာပေါ့နော်တိုက်တိုက်တယ်ဆိုတာလဲဟိုမရှင်းနေနေပါဘာမပေါ့လက်နက်ကြီးမပေါ့ကျွန်တော်တို့ရွာတမခါကမှရွာကင်းသမားတွေကိုကင်းသမား၄ယောက်ရှိတယ်ကင်းသမား၄ယောက်မှာကျွန်တော်တို့ အော်တိုဂန်နေပေးတာလေအခု76တို့ M4 AK တို့အဲ့လေးယောက်ကတည်းက channel channel ရွာသားတွေမှာပါလက်လက်မှမရှိဘူးအဲ့သူတို့ရဲ့ခံယူချက်ကြောင့်သူတို့တောပုံးနေနဲ့ဝိုင်းပစ်နေတာလေဝိုင်းပစ်လိုက်တာလေဒီစကားစစေချောင်းတချောင်းလုံးပျောက်တယ်ပေါ့အဲ့ဒါကတော့အမှတ်ရဆုံးအခုတော့မြောက်ရီအမနစ်တရာတိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ရဲဘော်ဘူစောရဲ့ခြေထောက်ဒဏ်ရာကိုခွဲစိတ်ကူတာပြီးပါပြီ။ဒီပြီးခဲ့တဲ့လဟမ်အခုဒီလပဲပေါ့။ဒီလ၂ရက်နေရမှာကျွန်တော်ခွဲစိတ်တာတော့ ပွဲစိတ်ထားတယ်ဆိုတာကျွန်တော်တို့ဒီ SCC Sunshine Care Center အနော်တို့ကနေပြီးတော့ Sporting ရှားပေးတာပေါ့ရှားပေးပြီးတော့ကျွန်တော်တို့ပွဲစိတ်မှုဒါတတိယအကြိမ်ရောက်လို့တာပေါ့ကျွန်တော်6ရောက်ကပထမနောက်ဆုံးမရတော့ဘူးကျွန်တော်ကိုယ်တိုင်ကလည်းဒီကြိုက်ခဲမှုတွေနာကျင်မှုတွေကျွန်တော်မလွန်ဆန်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဖြတ်ဖို့အများကြီးဆုံးဖြတ်ခဲ့တယ်အများကြီးလုပ်ခဲ့တယ်ကျွန်တော်ဟိုပါပေါ့နော်တို့လည်းဖြတ်ဖို့တော့လည်းပြောတယ် ရားတော့ဝိုင်းပြီးတော့ဒီကတောင်းရှိတဲ့လူတွေဝိုင်းပြောတာပေါ့အဖြစ်နဲ့ရအောင်ပြုမယ်ခြေတော်တစ်ချောင်းရအောင်ကယ်ပေးမယ်ဆိုပြီးတော့ပြောရင်ပြောရင်လည်းမှကျွန်တော်တို့2025တလာပိုင်းမှာကျွန်တော်တို့စပြီးတော့အနောက်ကသူစီစဉ်ကြည့်မယ်ဆိုပြီးတော့ပြောတယ်ကျွန်တော်တို့3လပိုင်းမှာ3လပိုင်း2ရက်နေမှာကျွန်တော် operation မှာလုတ်လုတ်တဲ့အဆင့်ထိအမြန်လုတ်ပေးတာပေါ့ခုကတော့အကျိုးကတော့အယိုးမဆက်သေးတော့ခြေတော်မထောက်သေးတော့တိတ်ပြီးတော့မတိရသေးဘူးဒါပေမဲ့ ၈၀ရာခိုင်နှုန်းလောက်တော့ပွင့်တယ်လို့တော့ထင်တယ်ကိုကိုလည်းခံစားနေတယ်။ကျွန်တော်ကျတော့တာမန်လီမွေးတိုင်းခါမွေးတိုင်းခြေတော်မဟုတ်တော့ဘူးဆိုတော့ကျွန်တော်လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ဖို့ကအနည်းငယ်တော့စဉ်းစားရဖြစ်နေပါဘောကျွန်တော်ကြမ်းမာရေးချင်နေနေဆိုတော့ဆက်ပြီးတော့တွန်းလှန်မှုကတော့ကျွန်တော်အခုဒီမှာဒီရောက်တဲ့ချိန်မှာဘောပေါ့ဒီမှာဒဏ်ရရဲဘော်တွေကိုတင်ပေးတဲ့ပကြီးပညာကျွန်တော်လောရတဲ့တော့တတ်ထားတယ်တင်ထားတယ်တင်ထားတဲ့အတွက်ကြောင့်ဟိုဟာဒီပကြီးနဲ့တွန်းလှန်မလား ကျွန်တော်အဲ့လိုလွတ်လွတ်ရှာရှာမလုပ်ပဲနဲ့တွန်းလှန်လို့ရမယ့်အရာပေါ့အခု online ပေါ်ကပဲတွန်းလှန်မလားအဲ့လိုမျိုးတစ်ခုခုနဲ့ဆက်တွန်းလှန်မှုတော့ရှိပါရဲဘော်ဘူစောရဲ့လက်ရှိအခြေအနေအရလက်နက်ကင်ဒေါ်လာရေးမှာဆက်လက်မပါဝင် နိုင်တော့ပေမဲ့ဆန္ဒရှင်တွေကိုရရအခမ်းကဏ္ဍကနေဆက်လက်ဒေါ်လာနေအောင်ပါ